လုံးဝမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မထုတ်လုပ်ပေးချင်တာကတော့ Amazon ရဲ့ modem စီးရီးဖြစ်တဲ့ modem 40 F30M ခြေလေးပဲဖြစ်ပါတယ်အင်းဆုံး body နဲ့ color ပိုင်းလေးကိုအရင်စပြောအောင်နော် body ပိုင်းနေရကတော့ပါလာတဲ့အပိုင်းလေးမှာပါပြီးတော့ weight အဖြစ်1.5 kg ပဲရှိပါတယ်ခင်ဗျာ body ဘေးပေါင်းအနေထားဟိုတစ်ချက်ကြည့်မယ်ဆိုရင်လည်းသူဘေးပေါင်းလေးရာနည်းနည်းအကွေးလေးပဲနည်းနည်းရောက်နေတဲ့အတွက် လက်ထဲမှာကင်ထားတဲ့အခါကျရင်တက်တောက်တက်တာဖြစ်လိမ့်မျိုးရရှိမှာဖြစ်ပါတယ်။ကာလာလေးနဲ့ကြည့်မယ်ဆိုရင်သူက platinum green နဲ့ arvan silver ဆိုပြီးတော့ကာလာနှစ်ကာလာနဲ့လာခဲ့ပါတယ်။အင်းဦးဆုံး arvan silver လေးရဖွင့်ပေါက်ထားတဲ့အနေထားလေးတစ်ချက်ကြည့်လိုက်ရအောင်နော်။ ြားမော်ဒန်လက်တော့တွေနဲ့မတူတဲ့အရာလေးကတော့ဧကာဘာရဲ့အောက်မှာမော်ဒန်ဆိုတဲ့စာသားလေးကိုထည့်ပေးရတာကြောင့်ကြီးတဲ့လူတိုင်းကိုပရီမီယံကွာလတီအပြည့်ရရှိစေမှာဖြစ်ပါတယ်လက်တော့အနေနဲ့ကတော့180အပြည့်ချိုးလို့ရတာကြောင့်လက်တော့ကျိုးမှာပင်မကိုမစိုးရင်ရတော့ပါဘူး CPU ဘိုင်းမှာလည်း i3 i5 i7 လာပြီးတော့ processor ဘိုင်းမှာတော့ Intel Vega Lake processor ကိုအသုံးပြုပေးထားတာဖြစ်ပါတယ် ရန်နေနဲ့ DDR4 3200 CPU မှာ AK4 ဆလွန်တစ်ခုစိုက်ထားတာကြောင့် 16K AD စတင်အသုံးပြုလို့ရပါမယ်ဖြစ်ပါတယ်ခင်ဗျာအဲအဂရိတ်အနေနဲ့ 64K AD အတိုးလို့ရတာကြောင့် software များ၄မှာထစ်မှာဘုံစိုးရင်ရပါဘူးဒိုးတွေပိုင်းမှာဆိုရင်လည်း MVME PCM ESD ဂျန်ဖို့အသုံးပြုထားတဲ့အတွက် window လောက်တင် data transfer လောက်ခြင်းနေမှာဆိုရင်လာမယ့် attribute နဲ့စပူပြီးမျက်စမ်းသိပါတယ် window အနေနဲ့ကတော့ window 11 home and single language license window ပါပြီးတော့ personal address ဆိုရင်တော့ window 11 pro ကို recommendation လောက်ပေးထားပါခင်ဗျာဒီမှာဘာမှမဆိုရင်လည်း privacy shutter mode ကိုထည့်သွင်းသုံးမိရတာဖြစ်ပါတယ် camera resolution ဘာမှမဆိုရင်တော့ 920 megapixel ကိုအသုံးပြုပေးထားပြီးတော့30 frame per second အထိရရှိစေမှာဖြစ်ပါတယ်။ 4D type ကိုအသုံးပြုထားခြင်းလည်းဖြစ်ပါတယ်။ graphic နေနေရတော့ intel ai ac graphic ကိုအသုံးပြုပေးထားခြင်းဖြစ်တဲ့အတွက်ကိုကျော်စာသုံးမှတ်သူတွေ video editing နဲ့စာသုံးမှတ်သူတွေအတွက်ဆိုရင်တော့အဆင်ပြေချုံးမွေးစွာအသုံးပြုနိုင်တော့ပဲဖြစ်ပါတယ်ခင်ဗျ။ screen size နေနေရတော့16လက်မနဲ့လာတာဖြစ်ပါတယ်ခင်ဗျ။ ဆလုရှင်းအနေနဲ့ရတော့190 10 80မှာဖွင့်တည်ပါတယ် Blu-ray 60ဟန်နဲ့ရရှိမှာဖြစ်ပြီးတော့ LCD level မှာဆိုရင် IPS level နဲ့ MDSC 45%ဒီတုံးပြတာဖြစ်တာကြောင့်လိုချင်မှဆိုရင်တော့အတူပြောနေစရာမလိုတော့အောင်ကောင်းမှုတွေပါဒီဘုတ်နေနေရတော့ဒီဘုတ်ဘက်လိုက်ကြီးအပြောင်းလေးပါတာကြောင့်ညာဘက်ဆိုင်ရတဲ့ကမှစီးနေတာဖြစ်ပါတယ်။ကိုပိုင်းလောင်ပြပါတဲ့အတွက်ကြောင့် AI တို့တွေအတွက်ကိုအလွယ်ကူဆုံး ုံးနိုင်မှာဖြစ်ပါတယ်။ foreign အနေနဲ့ကတော့ဘယ်ဘက်မှာဆိုရင်တိုက်စီဖို့ USB ကို HDMI ဖို့ဆိုပါပြီးတော့ဘယ်ဘက်မှာဆိုရင်တော့ကျွန်တော်တို့အဲ USB ကိုနှစ်ဖို့ပါမယ်။နောက်တစ်ခုကကျွန်တော်တို့ Article 5ဖို့ပါမယ်။နောက်က sticker slot ပါမယ်။နောက်ကတော့အော် you jet wifi inject အားပါမယ်ပေါ့နော်။ဒီကကြာကျွန်တော်တို့အော် laptop lock ခတ်တဲ့ဟာလေးတော့ပါမယ်ပေါ့နော်။ ဒီနေနဲ့ကတော့3 cell မှာ for this part a what hour တုံးထားချက်ဖြစ်ဒီအတွက်ခြေ3နာရီ4နာရီတမနဲ့အလုံးလုံးချင်လူတွေအတွက်ဒီ model လေးอ่ะဆိုရင်တင်တော်တဲ့ model လေးပဲဖြစ်ပါတယ် camera အနေနဲ့ကတော့ 65W အထိကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ standard battery life အနေနဲ့ကတော့ PD charging ကို support ပေးထားခြင်းဖြစ်တဲ့အတွက် laptop တွေအတူတက်အခါမှာပုံမူညံဆန်းစီမှာပဲဖြစ်ပါတယ်။ ဘန်နီနဲ့ဒူယာပေးထားပြီးတော့ဝမ်ယာကိုတော့ပတီနဲ့အဒက်ဖရာအတွက်ပဲအသုံးပြုပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ